င်္ဂလာပါဆယ်လူလေးအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ညီမတို့ရွှေစင်ပါမမတို့တဲတဲပါကဲမားရေဒီနေ့ဒါညီမတို့ရောက်ရှိနေတာ Novotel Hotel ရဲ့ Thai Festival ပွဲကိုပေါ့နော် Day 2ပေါ့နော်အဲ့တော့ဒီနေ့လာမယ့်မင်းသားတွေကကဲဒီနေ့လာမယ့်မင်းသားတွေကဥက္ကွန်အတွဲပေါ့နော် ူတို့တွဲနဲ့တွဲဖို့ရင်တွေကတော့တအားခုန်နေတယ်အမကလည်းတအားကြိုက်တယ်ဆိုတော့ဟမ်ဟုတ်တယ်တခြားပရိသတ်တွေကဘလူရောင်ကြီးခုန်နေမလဲဟာနောက်မှပဲကြည့်လိုက်လေအမမကြည့်လုံးဝတော့ပြထဲတော်မဝင်ရသေးပဲနဲ့ဒါအပြင်မာရင်ကိုတော်တော်များနေသေးရပေါ့နော်အထဲမှာဆိုလို့ရှိရင်လည်းဒါရုံအပြည့်ပဲပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်ပြီးတော့အမပြောဦးမယ်ညီမတို့တွေဒါဟိုတလောကပေါ့နော်စီစဉ်မှာနာမည်လေးပေါ့နော်ဒါမင်းသားနေနာမည်လေးနည်းနည်းလေးမှားပြီးတော့ခေါ်ခဲ့ရပေါ့နော်ခေါ်ခဲ့တဲ့ခါကျပရိသတ်တွေကလည်းဒါအမှန်ပြင်ပေးရပေါ့နော်ကျွေးစွန်းရဲ့ဒီ comment မှာပေါ့အဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်တော့မတက်လည်းပြောပြပါအောင်ဟုတ်ကဲ့ပါအဲ့တော့ပါပေါ့နော်ဒါအမတို့လည်းချစ်တဲ့စိတ်လေးနဲ့ဒီလိုပဲဆက်ခ ေါ်မိသွားတဲ့အတွက်မှားသွားတဲ့အတွက်လည်းအလုံးတောင်းပန်ပါတယ်ကဲမတဲ့ဒါဒီနေ့မှာဆိုရင်မတဲတာဥဝင်းရဲ့ပေါ့နော်ပြိတ္တတွေလည်းကြာတော့မတဲခန်းစားချက်ကိုအရင်မေးမယ်ပြိတ္တတွေကိုမမေးခင်မှာပေါ့ဟေးမတော့အယောယူခုံနေတယ်မနေ့ကလည်းသိရမလားတအားကိုអော်ထားပြီးပြီဆိုတော့ဒီနေ့ဆိုရင်တော့ပို့ပြီးတော့អော်မိမှာဟုတ်တယ်အဲ့တော့မှာပြိတ္တတွေလည်းတော်တော်អော်မယ်ထင်တယ်နော်အဲ့တော့သွားကြည့်ကြရအောင်ရှင်နော်ဟုတ်ကဲ့ပါ Yeah. <laughs>

เดี๋ยวเรามาเข้าเพลงต่อไปกันเลยดีกว่านะครับผม Thank <laughs> you. once again. မလေးဘလောက်ထိအောင်ရင်ခုန်နေလဲအခုဦးနဲ့မောကြည့်ပြီးပြီဆိုတော့အရန်ရင်ခုန်နေမနှက်ခဲရအစောကြီးထားပြီးလာတာဆိုတော့လေအမြဲတမ်းတွေးချင်တယ်ဟိုတွေးရဖို့လည်းခက်တယ်ဆိုတော့အခုတွေးလိုက်ရတယ်ပွဲစီစဉ်မင်းဆိုတော့အရန်ရင်ခုန်ကပြောလဲပြောတယ်ပွဲပွဲစီစဉ်မင်းရဲ့လူတွေလည်းကျေးဇူးများကြီးတယ် ဘလောက်ပြီးတော့អော်ခဲ့တယ်អော်ခဲ့ရမှာအတန်နေရာမထွက်တော့အတန်နေရာနားနေပြီတွေ့တယ်ဟိုကអော်တာငငယ်ချင်းနဲ့အတူတူလိုက်ဆိုတာအဲ့တရှင်းနေတော့အရင်နေရာကိုရအောင်နားထောင်ပြီးကြက်ထားတာတွေ့ရဲ့ဟိုကတရှင်းလိုက်អော်ဆိုတာအတန်နေရာဝင်နေပြီဟိုကတကယ်ကိုဖန်ကြီးစားပြီပေါ့ဖန်ကြီးစားပဲဟာဘသူလာလာတွေ့ရမယ်ဆိုပြီးရအောင်လာတွေ့ရကျေးဇူးပါဟုတ်ကျေးဇူးတင်ပါတယ် Hello မင်္ဂလာပါညီမလေးမင်္ဂလာပါဟာဒီနေ့ဒါဥဘုံတော့ဘောနော်လာအားပြရဆိုခန်းစားချက်လေးပြ အရင်နေရင်ခုံနေဘူးအတန်လေးလည်းနိုင်အော်ထားဟမ်အဲ့ဒါဆိုလို့ဘယ်တုံးလေးကလာပြီးစောင့်နေရလဲမနက်ကနန်းစော်ရီးတွေစောင့်နေရအရင်လည်းစော်ရီးတွေထွက်လာရဟုတ်လားအဲ့ဆိုလို့ရှင်ဒါဥပုံကဘယ်တုံးလေးကစားကြိုက်တာလဲကြံလို့ရှင်ငွေချင်းစပိုးရတယ်ငွေချင်းပြောလို့ကြည်ပြေနေကြိုက်ရောဟုတ်လားအခုဒါဥပုံတို့ဖြောပြေခဲ့တယ်ပေါ့နော်ဒါတချင်းတွေရောအကုန်လုံးကြိုက်လားဟုတ်ကြိုက်ပါရဲ့ရှင်။ဟုတ်ကဲ့အဲ့ဒါဆိုရင်ခုံတန်လေးအောင်အခုဒီနေ့ဘယ်လောက်တောင်ပြောခဲ့လဲတော့။အရင်ကြုံတယ်။တိုင်းစားမသိဘူး။ဟုတ်ကဲ့။တိုင်းလည်းမနေရ။ကျေးဇူးတင်ပါတယ်ညီမလေး။ဟုတ်ကဲ့ပါ။ မလေးဘလောက်တောင်ရင်ခုန်ပြီးတော့ထွက်လာရလဲပြောပြပေးဦးဟာအရင်ရင်ခုန်နေပေါ့နော်သူတို့အပြင်မှာတကယ်တွေးရလို့ပေါ့နော်အရင်လဲချော့ကြရပေါ့နော်အရင်လဲမျောလင်ထားရတွေးဖို့အရင်လဲရင်ခုန်ပြီးတော့မနဲ့စောကြီးကလေးလာပြီးစောင့်နေတာပေါ့နော်တွေ့တွေ့ချင်းရောဘလိုမျိုးခံစားလိုက်ရလဲဟာအရင်ရင်ခုန်နေအရင်လဲချော့ရအပြင်မှာမြင်တာမြင်ရတော့အရင်အရင်ရင်ခုန်ရရပေါ့နော်ဘလိုအများကြီးမဲ့ TV ပေါ်မှာတွေ့နေရဆိုတော့အများကြီးကြိုက်နေရ I know ဆိုပေါ့လေ ဒီမှာတွေ့ရတော့ရရင်ကုန်ပါတယ်။ဟာဒီမှာကိုလည်းကြည့်လိုက်ပါဦးငွေချင်းတွေတော့ဟုတ်တယ်ဟုတ်တယ်မတွေ့ရအောင်တို့အတွက်ကဘယ်လိုလေးခံစားမိလဲ။အမ်အဲတော့ဟိုကိုကြီးလည်းကိုချင်းစားရပေါ့နော်ဖန်ရှင်းချင်းလေးကိုကြီးလည်းကံကောင်းလို့သာတွေ့ရတာသူလိုလည်းဒီလိုမျိုးမတွေ့ရတဲ့အတွက်လည်းစိတ်မကောင်းဖြစ်တယ်ပေါ့နော်။အမ်ဟိုတနေ့နေ့တော့တွေ့နိုင်မှာပါစိတ်မပြတ်နဲ့ပေါ့နော်။အမ်ဟိုအပေးချင်ပါတယ်။ကျေးဇူးပါ။ဟုတ်ကဲ့ပါ။ဒီနေ့ရဲ့ပွဲပုံလေးလေးကိုကြည့်ပြီးတော့ကျင်းနေနိုင်ကြမယ်လို့ထင်ပါတယ်။ ပူပေါ်နှုတ်ပြတတ်တရားလည်းအများကြီးအားပေးကြရလဲတွေ့ရတယ်။ပြည်စည်းကားကလည်းအရန်ကိုပြောစရာကောင်းတဲ့နေ့လေးတစ်နေ့လေးဖြစ်ခဲ့ပါတယ်။ကဲဒီတော့ဆက်လက်လေးစီစဉ်ရနေပြီးတော့နောက်ပိုင်းမှာဘလို့စီစဉ်နေနဲ့လာအောင်လဲဆိုတာကိုလည်းစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ဒီနေ့ကတော့ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါတယ်။